ားလုံးပဲမင်္ဂလာပါ The Story Vault ကနေကြိုဆိုပါရစေဒီနေ့မှာတော့လွန်ခဲ့တဲ့ရပိုင်းရမှာလောလောလတ်လတ်ထွက်ရှိထားတဲ့ Stranger Things Season 5ရဲ့ပထမဆုံး5မိနစ်စာဗီဒီယိုကို breakdown လုပ်ပေးသွားမှာပဲဖြစ်ပါတယ်အဲ့တော့အချိန်လေးဆွဲမနေရဘူး Let's go Okay ထမသုံးနေနဲ့ကျွန်တော်တို့ world ရဲ့တောထဲမှာစောက်ထားတဲ့သူ့ရဲ့တဲအိမ်ဒါမှမဟုတ် castle ဘိုင်းယာကိုမြင်တွေ့ရမှာဖြစ်ပါတယ်။နောက်ပြီးအဲ့ထဲမှာပဲ season 1လောကလမ်းပြောင်းနေရတဲ့ world ရဲ့ပုံစံကိုမြင်တွေ့ရမှာပါ။ဒီနေရာမှာ world ကလည်းသူ့ကိုသူ့ကိုပြခဲ့တဲ့တခြင်းဖြစ်တဲ့ should i stay or should i go ကိုညှိတွားနေခဲ့ပါတယ်။ should i stay or should i go maybe ဒါက world ကို max လို့မျိုး vacna လက်ကလွတ်စေမဲ့တချင်းလားဆိုတော့အဆောင်ကြည့်ရမှာပါပဲအဲ့နောက်မှာ demon gorgon တကောင်က castle ပိုင်းအောင်ရောက်ရှိလာပြီးတော့ world ကိုဖမ်းဖို့လုပ်ပါတယ် world ကလည်း season 1တော့ကသူကင်ခဲ့တဲ့တနတ်နဲ့ပြစ်ပြီးတော့ထွက်ပြေးပါတယ်ဘာလို့တနတ်ကိုမယူသွားရလဲ anyway ဒီတော့မေးစရာမေးခွန်းလာပါပြီဒါက season 1မှာပြစ်ခဲ့တာကို flashback ပြတာလား ဒါမှမဟုတ် flash ban မဟုတ်ဘဲနဲ့ season 5မှာပါတဲ့ဇုံးဝင်ခန်းတစ်ခုလား confirm တော့မဟုတ်ပေမဲ့ rumor တွေရဆိုရင်ဒီ season 5မှာ world အပြင် mike lucas dustin တို့ရဲ့ season 1တော့ flash ban တွေကိုလည်းပြန်လည် ပြသမယ်လို့သိရပါတယ်ဆိုတော့ဒီ rumor ရဆိုရင်ဒါက season 1 upside တောင်းမှာ world ကိုဖမ်းခဲ့တာအစကတည်းကနောက်ွယ်ကနေကြိုးကင်နေတာ fakna ပဲဖြစ်ပါတယ် စီဇန်1 episode 1ကိုပြန်ကြည့်မယ်ဆိုရင် World Spain CB ပြန်လာတော့ကသူ့အရှိမလူပုံစံအရေးနဲ့မတက်ရက်နေခဲ့တာကိုကြည့်ရင်ဒါက Wagner ပဲဆိုတာသိသားပါတယ်။ Okay ဆက်မယ်ဆိုရင် Demon Gorgon ကိုတနက်နေ့ပြစ် World ကထွက်ပြေးပြီးတော့အပင်တပင်ပေါ်ကိုပြေးတက်ပါတယ်။သူပြေးတက်တဲ့အချိန်အနောက်မှာမိုးချိန်းတလို့လျှက်စီးအနီတွေလက်နေအောင်မြင်ရမှာပါ။အဲတချို့ theory မှာဆိုရင်တော့ဒါက upside down မှာ Wagner ရဲ့စောင့်ကြည့်မှုဖြစ်တယ်လို့ဆိုပါရယ်။ လျှက်စီးတစ်ခါလက်တိုင်းဗက်ကနာကဝယ်ရှိရဲ့နေအောင်မြင်နေရလို့ဒီမိုကောဂန်ကလည်းဝယ်ကိုဖမ်းနိုင်တာဆိုတဲ့ theory လည်းရှိနေပါတယ်။အဲနောက်မှာအပင်မော်ကိုဒီမွန်ကောဂန်ကြီးလိုက်လာလို့ဝယ်ကနောက်အပင်တစ်ခုကိုခုန်ကူးလိုက်ပါတယ်။ဒီ show ဒီ scene ကကျွန်တော်တို့ Stranger Things Season 5ရဲ့ပထမဆုံးထွေလာမှာပါဝင်ခဲ့တဲ့ scene လေးဖြစ်ပါတယ်။နောက်ပြီးကျွန်တော်အရင် video မှာဒီနေရာမှာပြုတ်ကျနေတဲ့သူက wall ဖြစ်နေတယ်လို့ပြောခဲ့တာကိုမှတ်မိကြအောင်မထင်ပါရဲ့။ ။ဒါပေမဲ့ဒီစင်းရဆိုရင်တော့ဝမဟုတ်ဘဲနဲ့တခြားသူဖြစ်သွားပါပြီ။ပိုလို့တော့စိတ်ထဲမေးစရာရှိသွားတာကအကယ်၍အဲ့ပြုတ်ကျနေတဲ့သူက11တာမဟုတ်ခဲ့ဘူးဆိုရင်တယောက်ယောက်ကပြုတ်ကျပြီးတည်သွားတဲ့အခန်းများလားဆိုတာကတော့စိတ်ဝင်စားစရာပါပဲ။အဲ့တော့ပြန်ဆက်မယ်ဆိုရင်ဝေါ်ကတပင်ကိုခုန်ကူးလိုက်ပေမဲ့မခိုင်လို့အကုန်ကျိုးကြပြီးနောက်ဆုံးတစ်ခုမှ လွယ်အိတ်နဲ့ချိတ်သွားပါတယ်။အဲဒါပဲလွယ်အိတ်ကျိုးရလဲရှော့ကြပြီးတော့ဝေါ်ကလည်းပြုတ်ကျသတိလစ်သွားပါတယ်။ ်ဒီမိုကောကန်က3လက်နေရဲ့ဝဲကိုခေါ်သွားပေမဲ့လွယ်အိတ်ကတော့တစ်ပင်ပေါ်မှာကျန်ခဲ့ပါတယ်ဆိုတော့ဒါလည်း season 5ရဲ့ plot တစ်ခုဖြစ်နိုင်ပြီးတော့ maybe မထင်ထားတဲ့လွယ်ကြီးကလည်းပြဿနာတစ်ခုခုဖြေရှင်းဖို့ဖြစ်နိုင်ပါတယ်ကျွန်တော်အတွေ့အကြုံပြောပြတာပါအဲနောက်မှာ Stranger Things season 5 final trailer ရဲ့အစဖြစ်တဲ့ Hawkins Library ကိုရောက်ရှိလာပါတယ် အဒီမှာရေပဲစီဇန်1နေပြီးတော့စီဇန်4ဗက်ကနာပေါ်လာတဲ့အထီးအကုန်လုံးကဗက်ကနာရဲ့လက်ချက်ပဲဆိုတာကိုသိလိုက်ရပါတယ်ဒီမွန်ဂေါဂန်ကိုလည်းသူပဲထိန်းချုပ်ထားတာဖြစ်ပြီးတော့စီဇန်1မှာ11ကိုဖမ်းဖို့ဒီမွန်ဂေါဂန်ကိုသူပဲလွှတ်လိုက်တာဖြစ်ပါတယ်။ပြီးတော့အမောင်နဲ့ထွက်လာတဲ့ဗက်ကနာကိုတွေ့ရမှာဖြစ်ပြီးတော့ဒါကစီဇန်1 flashback scene တစ်ခုဆိုတာတေချာသွားပါတယ်။ဘာလို့ဒီလိုပြောရလဲဆိုရင်ဗက်ကနာရဲ့လက်ကိုကြည့်ပါ။ သူကဗက်ဂနာဖောင်ကိုပြောင်းနေပေမဲ့ပြောင်းနေခါသာပဲရှိပါသေးတယ်။ဒါကြောင့်သူ့ရဲ့ညာဘက်လက်ကဗက်ဂနာဖောင်ကိုအပြည့်အဝမပြောင်းလဲသေးပဲနဲ့လူတယောက်ရဲ့လက်လွမျိုးကျန်ရှိနေပါတယ်။ဆိုလိုတာကသူကတဖြည်းဖြည်းနဲ့လူသားဆန်တဲ့စိတ်ပျောက်ဆုံးလာပြီးတော့မွန်စတာပုံစံ evil စိတ်တွေနဲ့ဖုံးလွှမ်းလာတယ်ဆိုတဲ့သဘောပါပဲ။အဲနောက်မှာ world ကိုဖမ်းချုပ်ထားလိုက်ပြီးတော့ season 5 final trailer အစမှပြောခဲ့တဲ့စကား along as we can begin ဆိုတဲ့စကားကိုပြောလိုက်ပါရစေ။ Well ကိုလည်း season 3တုန်းက Mind Flayer ကလူရီရဲ့ life force ကိုစုပ်ယူနေတဲ့ပုံစံနဲ့ Well ရဲ့ပါဇက်ကိုကတ်လိုက်ပါတယ်အဒီမာတော့ဒါက world ရဲ့ life force ကိုစုပ်ယူတာမျိုးမဟုတ်ပဲတခုခုကို transfer လုပ်နေသလို world ရဲ့ခန္ဓာကိုယ်ထဲကိုထည့်နေတာကိုမြင်တွေ့ရမှာပါအပြီးရင်နောက်ထပ်မေးစရာရှိတာကအကယ်၍ဒါက season 1တော့ flashback တာဆိုရင် Joyce နဲ့ Hopper တို့က world လာခဲ့တော့ဘာလို့လွတ်ပေးလိုက်ရလဲဘာလို့ demon gorgon တကောင်တော့မရှိရလဲ maybe Wagner က wall ကိုတမင်လွတ်ပေးလိုက်တာဖြစ်နိုင်ပြီးတော့သူစောင်းကြီးဖို့ spine တယောက်ကိုလွတ်ပေးလိုက်တဲ့လိုမျိုးလွတ်ပေးရလဲဖြစ်နိုင်ပါတယ်အပြီးရင် Wagner ကို Wagner ကလာတဲ့အချိန်တိရှာကြည့်လိုက်မယ်ဆိုရင် Wagner ရဲ့ခန္ဓာကိုယ်မှာသူ့ရဲ့ monster ပုံစံတဖြည်းဖြည်းဖုံးလွှမ်းလာတာကိုတွေ့ရပါတယ် you are going to do something အဆလိုဂျီနာကဆက်စပ်ကျွန်တော်ပြောသလိုပါပဲတဖြည်းဖြည်းနဲ့သူ့ရဲ့ humanity လူသားစံတဲ့စိတ်ကပျောက်ဆုံးလာတာပဲဖြစ်ပါတယ် အဲ့နောက်မှာဗက်နာက you and i we are going to do such beautiful things together william ဆိုပြီးတော့ပထမဆုံး9မိနစ်စာဗီဒီယိုဒီမှာနေမဲ့အဆုံးသတ်ထားပါတယ်အနောက်ထပ် stranger things season 5မှာဘသူတည်မလဲဆိုတာနဲ့ပတ်သက်ပြီးတော့တော်တော်များများပြောနေကြတဲ့ fan theory တခုလည်းပြောပြခြင်းပါတယ် အဲ့ဒါပါလဲဆိုရင် season 4ရဲ့ poster တခုပေါ့နော်အကုန် space scene တွေရဲ့ဒီ poster မှာအဲ့ဒီတယောက်ထဲရပဲ space scene တွေရင်မီးထုံးထားတာကိုတွေ့ရမှာဖြစ်ပြီးတော့ season 4မှာဆိုရင်လည်းအဲ့ဒီတည်သွားတာကိုမြင်တွေ့ကြမှာပါအဲ့တော့ season 5 poster မှာလည်းအဲ့လိုပါပဲဆိုတော့ဒီမှာကြည့်ပါ World နဲ့ Dustin ကပဲ space မီးထုံးထားတာကိုတွေ့ရမှာပါအဲ့တော့ဒီ season 5မှာ World နဲ့ Dustin တည်မှာလားဆိုတာတော့စိတ်ပူစရာပါပဲအဲဒါလူပြောများနေကြတဲ့ fan theory တခုလည်းဖြစ်ပါတယ် အဲ့တော့နေ့ရက်တော့ပါပဲ Stranger Things Season 5ထွက်ဖို့15ရက်ပဲလိုပါတော့တယ်အလုံးမဲ့ရေကုန်စိတ်လို့ရှားနေကြပြီလားကျွန်တော်တို့ပဲထွက်တာနဲ့တန်းကြီးမဲ့သူတွေရှိလားနောက်ပြီး It Welcome to Dairy Episode 3 Full Breakdown Video လဲတိတ်မကြခင်တင်ပြသွားမှာဖြစ်ပါတယ်လို့ဆိုရင်းနဲ့ပဲအလုံးမဲ့ Goodbye